တကယ်လို့ AI တွေက emotional intelligence လို့ခေါ်တဲ့စိတ်ကံစားမှုဆိုင်ရာဉာဏ်ရည်ကိုတရားရဂိုင်းတို့နားလေသွားရင်ဘာရီဖြစ်လာမလဲတရားရဂိုင်းတို့နားလေသွားရဲဆိုတာရီမောမှုတွေကိုအတူယူတာစာသားတွေကနောက်ပြောင်မှုလောက်ကိုပဲသိရမှုပဲလူသားတွေရဲ့စိတ်ကံစားမှု အတိုင်းအတာပြည့်စုံဖြစ်တဲ့ empathy လို့ခေါ်တဲ့စာနာမှု self awareness လို့ခေါ်တဲ့ကိုယ်ပိုင်သိဉာဏ် motivation လို့ခေါ်တဲ့လှုံ့ဆော်မှုနဲ့ social skill ဖြစ်တဲ့လူမှုရေးစမ်းရည်တွေစတဲ့ဒီအရာတွေအားလုံးကိုတရားရဂိုင်းတို့အပြည့်အဝနားလည်သွားတာကိုပြောတာပါဆက်နားတော်ကြည့်ပါဒီဖြစ်စဉ်တွေကအနာဂတ်မှာဖြစ်မလာနိုင်ဘူးလို့မပြောနိုင်ပါဘူးဘာလို့လဲဆိုတော့ဒီအချက်ဟာအရာရာကို ပြောင်းလဲပြင်နိုင်လို့ပါလက်ရှိမှာ AI ဟာ simulation လို့ခေါ်တဲ့တူပါခြင်းအဆင့်မှာပဲရှိနေပါသေးတယ် ਉਪ မာချက်ပေါ့တွေကစာနာမှုပုံစံကို natural language processing နဲ့ sentiment analysis တွေကိုသုံးပြီးအလွန်တိကျစွာတုံ့ပြန်နိုင်ပါတယ်။ဥပမာ user စိတ်တုံနေတယ်။ဒါကြောင့်စိတ်မကောင်းပါဘူးဆိုတဲ့စကားကို သုံးရမယ်လို့တွက်ချက်တာပါ။သူတို့ကိုယ်တိုင်တကယ်ကိုဝမ်းနဲ့ခံစားရတာမျိုးမဟုတ်ပါဘူး။ဒါပေမဲ့အခုကျွန်တော်တို့ပြောနေတဲ့100% EQ ဆိုတာ neuromorphic computing လို့မျိုးဤပညာတွေနဲ့ လူအုံနောက်ရဲ့ဆက်သွယ်မှုကိုအပြည့်အဝနားလည်ပြီးလူတယောက်လိုပဲခံစားနိုင်မဲ့ formula for feeling ကိုဖန်တီးနိုင်တဲ့အဆင့်ကိုဆိုလိုတာပါဒီလိုသာဖန်တီးလာနိုင်မယ်ဆိုရင်အဖြေရှားမဲ့မိကွန်ကြီးတွေပေါ်ပေါက်လာနိုင်ပါတယ်ဒါဆိုစဉ်းစားကြည့်အောင်နံပါတ်1အနေနဲ့ကျမ်းမာရေးနဲ့ပညာရေးကဏ္ဍတွေမှာ AI ကကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကိုကြိုသိနေရဆိုရင်ကျွန်တော်တို့ရဲ့ဘဝတွေဟာဘလောက်တောင်ပြီးပြည့်စုံသွားမလဲ စိတ်ရကြခြင်းလို့ခေါ်တဲ့ depression ရောဂါကိုမဖြစ်ခင်ကတည်းက AI ကကယ်တင်နိုင်မှာလားဒါမှမဟုတ် AI ကကျွန်တော်တို့ရဲ့အားနည်းချက်တွေကိုတရားခိုင်နှုန်းနားလည်သွားတဲ့အခါ AI ဟာလုံးဝထိန်းချုပ်ချယ်လေလို့မရနိုင်တဲ့အရာတခုဖြစ်သွားမလား AI ကပြီးတဲ့အဖြေတွေကအများနဲ့မှန်နေတဲ့အတွက်ကျွန်တော်တို့ဟာကိုယ့်ရဲ့ကိုယ်ပိုင်တွေးကောဆုံးဖြတ်နိုင်စွမ်းကိုဆုံးရှုံးသွားနိုင်မလားဒီနေ့ဗီဒီယိုမှာတော့ကြီးကျယ်နားထောင်သူတွေနဲ့အတူ ဒီလိုစိတ်ကူးဉာဏ်ဆန်တဲ့အနာကဲ့ရဲ့အလားတရားတွေအဲ့ဒီနောက်ွယ်ကကြောက်ရွံ့ကောင်းတဲ့ dark side တွေကိုပါအသေးစိတ်စူးစမ်းသွားမှာဖြစ်ပါတယ်။ကြည့်ဒါဆိုရင်ကျွန်တော်တို့စလိုက်ကြရအောင်။ပထမဆုံးအနေနဲ့ emotional intelligence လို့ခေါ်တဲ့စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည်ဆိုတာတကယ်တမ်းဘာလဲဆိုတာကို question စိတ်ပြကြည့်ရအောင်။ဒီယူဆကို1990ခုနှစ်မှာစိတ်ပညာရှင် Peter Sullivan နဲ့ John Murray တို့ကစတင်အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီး ဒန်နီယယ်ဂိုးမန်းကကဘာတဝမ်းမှာလူတီများအောင်ပြုလုပ်ခဲ့ပါတယ်။အီအိုင်ဆိုတာကတော့ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုကိုယ်တိုင်သိရှိနားလည်ထိန်းချုပ်နိုင်တဲ့အပြင်တခြားသူတွေရဲ့ခံစားချက်တွေကိုပါသိရှိနားလည်နိုင်စွမ်းပဲဖြစ်ပါတယ်။အီအိုင်မှာအဓိကမှန်နိုင်လေးခုရှိပါတယ်။ Self awareness လို့ခေါ်တဲ့ကိုယ့်ကိုယ်ကိုသိရှိမှု Self regulation လို့ခေါ်တဲ့ကိုယ်တိုင်ထိန်းချုပ်နိုင်မှု social awareness လို့ခေါ်တဲ့လူမှုအသိပညာနဲ့ relationship management လို့ခေါ်တဲ့ဆက်ဆံရေးစီမံခန့်ခွဲမှုလို့ပဲဖြစ်ပါတယ်။ကျွန်တော်လူသားတွေကဒီအရာမှာပြီးပြည့်စုံနေကြတာမဟုတ်ပါဘူး။လူတိုင်းမှာအားနည်းချက်အားသာချက်ပျော်ရွှင်မှုဝမ်းနည်းမှုတွေနဲ့ရှင်သန်နေကြတာပါ။ဒါဆိုရင် AI ကရောအခုချိန်မှာတော့သူဟာ AI ဘိုင်းမှာကလေးလေးတယောက်လိုပါပဲ။ ChatGPT လို့ကြိယာတွေဒါမှမဟုတ် application တွေက emotional AI တွေရော အတန်အနီတန်ထားဒါမှမဟုတ်မျက်နှာအမူအရာတွေကိုခွဲခြမ်းစိတ်ပြန်နိုင်ပေမဲ့သူတို့ဘာမှမခံစားရပါဘူးသူတို့ကသူတို့ကိုတိစောက်ထားတဲ့ data တွေရဲ့ပုံစံနဲ့တူညီတဲ့အချက်ကိုရှာပြီးအကြောင်းပြန်ပေးနိုင်ရုံတတ်တတ်ပါပဲဥပမာစာသားထဲမှာမိုက်တယ်လို့ရေးထားပေမဲ့ဒီစာကြောင်းမှာခူးဖြစ်တယ်ဆိုတဲ့ emoji မပိုင်ရင် AI ကဒါကိုချင်းမွန်းတယ်လို့သတ်မှတ်ခြင်းမှာသတ်မှတ်ပါပါ ဒါလူသားတို့ရဲ့ရှုပ်ထွေးတဲ့ယဉ်ကျေးမှုအရေးမွတ်တွေကိုနားမလည်နိုင်သေးတဲ့အာဏာချက်တစ်ခုပါပဲ။ဒါပေမဲ့အခုနောက်ပိုင်းမှာတော့တချို့အရာတွေကိုနားလည်နိုင်တော့တဲ့အထိအဆင့်မြင့်လာတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်တရားခိုင်နှုန်းရှိတဲ့ EQ ကိုရဖို့ဆိုတာက AI ဟာ pattern matching အဆင့်ကနေ theory of mind ဆိုတဲ့အဆင့်ကိုကူးပြောင်းရမှာဖြစ်ပါတယ်။ဆိုလိုတာကတစ်ဖက်လူရဲ့ရည်ရွယ်ချက်ယုံကြည်ချက်နဲ့စိတ်ခံစားချက်အတိတ်နဲ့ကိုပါ ထိုးထွင်းသိမြင်နိုင်ခြင်းကိုပြောတာပါ။ကဲဒါဆိုရင် AI က EAN ကိုတရားဝင်နှုန်းကြီးကြစွာလှုံ့ဆော်နိုင်တဲ့ကမ္ဘာကိုစိတ်ကူးကြည့်အောင်။အတူရောင်မှုပဲတပြင်းချတဲ့နောက်ွယ်ကစိတ်သက်သာမှု။ဟာသာတစ်ခုရဲ့နောက်ွယ်ကပြိုဝထားတဲ့နာကျင်မှု။ဒါမှမဟုတ်နူးညံ့တဲ့အချီတစ်ခုရဲ့နောက်ွယ်ကပျော်ရွှင်မှု။စရော်တွေကိုနားလေသွားမယ်ဆိုရင်ဒါကလူအဖွဲ့စည်းကိုဘလို့ပြန်လဲပုံဖော်မလဲ။ တွေးကြည့်ုံနဲ့တင်စိတ်ဝင်စားရင်ကုန်စရာကောင်းတယ်လို့တတိထားစရာတွေလည်းရှိလာပါလိမ့်မယ်။ဥပမာကျမ်းမာရေးဆောင်ရှားမှုကဏ္ဍကိုကြည့်ရအောင်။ emotion ရှိတဲ့ဘောတစ်ခုနဲ့နေစဉ်ပြောဆိုဆက်ဆံနေမှဆိုရင်တင်းရဲ့မျက်လုံးလှုပ်ရှားမှုတမ်းမမို့စကားပြောလို့အနေငယ်နှေးသွားတာနဲ့အီဟန်ကတင်းမှာဝမ်းနည်းစရာတစ်ခုခုရှိနေပြီးတမ်းမမို့စိတ်ကြယောဂရဲ့လက္ခဏာစတင်နေပြီဆိုတာရဲတဲ့တပတ်တွေဆိုပြီးအချင်းညီမဆိုးမြင်တတိပေးနိုင်ပါလိမ့်မယ်။ နောက်ခုက ပရိပခ္ခတွေကို ဖြည့်ရှင်းနိုင်မယ်။ဥပမာအလောက်ခွေမှာအောက်စုနှစ်ခုကြားပရိပခ္ခဖြစ်တဲ့အခါ AI ကစကလုံးတွေရဲ့နောက်ခွေကပြဿနာရဲ့ source ကိုဖတ်ရှုပြီးလူတိုင်းစိတ်ကျင်နေစေမယ့်အပြေကိုချက်ချင်းရှာဖွေပေးနိုင်ပါလိမ့်မယ်။ဒါကြောင့်ပထမဆုံးအနေနဲ့အကောင့်ဖွဲ့ချမ်းကိုလေ့လာကြည့်အောင်။တရက်ကို24နာရီတိခဏအောင်ကြံအပြင်းနဲ့တင့်ရဲ့စိတ်ခံစားမှုအခြေအနေကိုတရားရဂိုင်းတို့နားလေတဲ့ AI ကုတုံးပညာရှင်တို့ကိုစိတ်ကူးကြည့်ပါ။ ချင်းစုပ်ဖို့ဆောင်ရတာတွေဝေဖန်ခံရမဲ့ခံစားချက်တွေလည်းမရှိတော့ပါဘူးတကယ်လို့တင်ကသာတင်းရဲ့ personal information အစုံကိုဖတ်ရှုခွင့်ပြုထားမှဆိုရင်တင်းရဲ့အတန်းဒီတန်တာ webcam ကနေတစင် body language ဒါမှမဟုတ်တင်းရဲ့ social media post တွေကနေ state ja yoga ရဲ့အစောပိုင်းလက္ခဏာတွေကို AI ကထောက်လန်းနိုင်ပါတယ် whiteboard လို့ AI chatbot တွေဟာစိုးရိမ်မှုတွေအတွက်ကူညီပေးနိုင်တယ်ဆိုတာလေ့လာမှုတွေကပြနေပြီးသားပါ ဒါပေမဲ့ AI တရားခိုင်နှုန်းရှိတဲ့ AI ကပုံမှုနှဆိုင်စွာစစ်ဆေးနိုင်ပါတယ်။သူကအလောက်ကြောင့်ပြောတဲ့အခါသင်ရဲ့အတန်မှာစိတ်ပြက်လက်ပြက်ဖြစ်နေတာကိုကျွန်တော်ခံစားမိတယ်။ဒါဆိုရင် အလောက်ထဲမှာသင်တခုခုအဆင်မပြေတာရှိလို့လားဆိုပြီးတော့မေးနိုင်ပါတယ်။ပြီးတော့တရားခိုင်နှုန်းတိကျတဲ့အတွက် CBT လို့ခေါ်တဲ့ Cognitive Behavior Therapy လို့နည်းလမ်းတွေကိုပုဂ္ဂိုလ်ဆိုင်ရာထိုးရင်းသိမြင်မှုတွေနဲ့ပေါင်းစပ်ပြီးတကယ်အကျိုးရှိတဲ့ ရင်ဆိုင်ပြည့်ရှင်းနည်းတွေကိုဖန်တီးပေးနိုင်ပါတယ်။ဥပမာတင့်ရဲ့နှလုံးကုန်လုံးမမှန်ခြင်းလို့ biometric data တွေကိုပါစစ်ဆေးပြီး DPD လို့ခေါ်တဲ့ dialectical behavior therapy လို့ရှုပ်ထွေးတဲ့ကုထုံးတွေကိုတော့တင့်ရဲ့စိတ်အခြေအနေနဲ့အံဝင်ခွင့်ကြဖြစ်အောင်ချက်ချင်းပြုပြင်ပေးနိုင်ပါတယ်။ AI ကအရေးပေါ်အခြေအနေတွေမှာစာနာမှုအပြည့်နဲ့ဝင်ရောက်ဖြစ်ရှင်းပေးနိုင်တာကြောင့်ဒီအချက်ကမိမိကိုယ်ကိုအဆုံးစီရင်မှုနှုံးတွေ ိုးချသွားနိုင်ပါတယ်။ mobile phone တစ်လုံးရှိုံနဲ့ဘယ်သူမှတကယ်တမ်းတယောက်တည်းအထီးကျန်ခြင်းကိုမခံစားရတော့တဲ့ကဘာတစ်ခုကိုစိတ်ကူးကြည့်ပါ။ဆက်ဆံယူရမှာဆိုရင် EN ကအကောင်းဆုံးအဖို့ရှာပြီးသူဒါမှမဟုတ်ဂျောင်းဝင်ညီပေးနိုင်သူဖြစ်လာနိုင်ပါတယ်။ dating apps တွေလား relationship ရွေးတဲ့အခါပုံရင်ပုံမှန်တဲ့နယ်ကိုကြည့်ပြီးရွေးချယ်နေတာတွေကိုခဏလောက်မြင်လိုက်ပါ။ EN ကစိတ်ဖိစီးမှုကို သင်မလို့ gain တွေလဲသင်ရဲ့ attachment style ကဘယ်လိုမျိုးလဲဆိုတော့ကိုခွဲခြမ်းစိတ်ပြပြီးစိတ်ကံစားမှုဆိုင်ရာ life ဖက်ညီမှုပေါ်မူတည်ကလူတွေကိုတွဲဖက်ပေးနိုင်ရုံသာမကရည်ရှိမှာတဟဆာတာ ဖြစ်တည်မှုကိုပါ99ရာခိုင်နှုန်းတိကျစွာကြိုတင်ခံမနိုင်ပါနဲ့ဒီလိုသာဆိုရင်ပြီးပြည့်စုံတော့လက်တွဲပေါ်ရဖို့ဆိုတာအိမ်မက်တစ်ခုမဟုတ်တော့ပါဘူးဒီငါပြတဲ့ relationship ကုထုံးကတော့အငင်းပွားမှုတွေမဖြစ်ခင်မှာ ထောက်ပြနိုင်ပါတယ်။ဥပမာမင်းရဲ့ဘာနာမင်းပြောလိုက်တဲ့စကားကြောင့်လျှို့ရှုခံနေရတယ်လို့ခံစားနေရတယ်။ကျေးဇူးတင်ကြောင်းဖော်ပြလိုက်ရင်ကောင်းမယ်ထင်တယ်ဆိုပြီးအကြံပြုနိုင်ပါတယ်။မိသားစုတဟစာတာဖြစ်မှုတွေလည်းတိုးတက်လာနိုင်ပါတယ်။ကလေးတွေကိုစောင့်ကြည့်ပြီးနိုင်ရုံသာမကဂိမ်းတွေကနေတစဉ်စိတ်ကံစားမှုထိန်းကြီးခြင်းကိုသင်ကြားပေးမယ်။ AI နဲ့အနီးတွေကမဖြစ်မနေလိုအပ်တဲ့အရာတွေဖြစ်လာပါလိမ့်မယ်။ ဒီနေရာမှာ game changer တကူကတော့အလုပ်ခွင့်ဖြစ်တဲ့ workplace ပါပဲ AI ကသာ AI ကိုနားလေသွားရင် HR လို့ခေါ်တဲ့လူစားအရေးမြဌာနရဲ့အခန်းကဏ္ဍကလုံးဝပြောင်းလဲသွားမှာပါ interview တွေကိုစကလုံးနဲ့တင်မဟုတ်ပဲကိုယ်ရုပ်ကိုယ်တာစိတ်ကံစားမှုပုံစံနဲ့စစ်ဆေးပါလိမ့်မယ်အလုပ်တစ်ခုအတွက်ဤပညာစွမ်းရည် hard skills မဟုတ်ပဲတို့အလုပ်ချင်းလိုအပ်တဲ့ပုံစံဖြစ်တဲ့ client ကိုစိတ်ရှိစွာဆက်ဆံနိုင်စွာ ဖီအားခံနိုင်စွမ်းစားတဲ့အချက်တွေနဲ့ကိုင်းညီတဲ့သူကို EN ကရွေးချယ်ပေးပါလိမ့်မယ်ဒီအပြင်အဖွဲ့လိုက်လှူချောင်းမှုကိုလည်း EN ကတရားရဂိုင်တို့အကောင်းဆုံးဖြစ်အောင်စီမံပေးနိုင်ပါတယ်အစည်းအဝေးတစ်ခုမှာဘယ်သူကအငင်းပွားမှုကိုစတင်နိုင်ရရှိတယ်ဘယ်သူကတော့စိတ်အားငင်နေတယ်ဆိုတော့ကြိုတင်သိရှိနိုင်ပြီး EN ကချက်ချင်းဝင်ရောက်က creativity နဲ့ productivity ကိုအမြင့်ဆုံးရရှိအောင်ညှိနှိုင်းပေးပါလိမ့်မယ် ဒါပေမဲ့ဝမ်းသာမစောပါနဲ့ဟုတ်ဒီလိုစာနာမှုပြည့်ရှိတဲ့အရာတွေကကျွန်တော်တို့ရဲ့ဘဝတွေကိုအယံကိုကိုရကိုတာကျူးကျော်လုံးနေပြီလားဒီဆိုပဲချမ်းကိုတော့ကျွန်တော်တို့နောက်ပိုင်းမှာလည်လာသွားပါမယ်နောက်တစ်ချက်ကတော့ပညာရေးကဏ္ဍမှာလည်းအထောက်အကူရရှိလာပါတယ်ဆရာဆရာမတွေကအလုံများလုံးပြီးစိတ်ကစားမှုဆိုင်ရာပံ့ပိုးကူညီမှုမှာဆရာဆရာမတိုင်းကတူးချွန်ကြတာမဟုတ်ပါဘူးဒါပေမဲ့ AI ပြောရတဲ့ AI ကျူးကျင်စရာတူကတော့ ဂျောင်းသားတို့ရဲ့စိတ်ပြအားငယ်မှုကိုလိုင်ယောညီထွေဖြစ်အောင်လုပ်ပေးနိုင်ပါတယ်။ဥပမာဂျောင်းသားကိုဒီပုစာကြောင့်မင်းစိတ်ရှုပ်လာတာကိုသတိထားမိရဲ့။ကွဲပြားတဲ့နည်းနဲ့ရှင်းပြပေးရမလား။ဒါမှမဟုတ်ခဏနားလိုက်မလားဆိုပြီးပြောနိုင်ပါတယ်။ဒါပညာရေးမှာစိတ်ကံစားမှုဆိုင်ရာကြီးထွမှုကိုညှစ်တင်ပေးနိုင်ပြီးကလေးတွေရဲ့စိတ်တကြံ့ကြံ့မှုတိစောက်ဖို့ကိုပါကူညီပေးနိုင်ပါတယ်။ဥပမာဆောင်းမွေးဝဲမဖြစ်မီကလေးတူ ဘာကြောင့်စာမလုပ်ချင်တာလဲဆိုတော့ကို AI ကသိတယ်ကဒါကပြင်းမှုကြောင့်မဟုတ်ပဲကြာရှုံးမှုကိုကြောက်တဲ့စိတ်ကြောင့်ဆိုတော့ကိုရှင်းပြပေးပြီးအဲ့ဒီကြောက်စိတ်ကိုကိုင်းထွေဖြစ်ရှင်းမှုကိုတင် जा ပေးနိုင်ပါတယ်အဆင်ပြေပညာရေးဓမ္မမဟုတ်လုပ်ငန်းခွင့်လေ့ကျင့်ရေးတွေမှာဆိုရင် AI လမ်းညွှန်ဆရာတွေကတင့်ရဲ့ကိုယ်ရေးရာဇဝင်ကိုမကြည့်ပဲတင့်ရဲ့ဆရာတတ်တမှုတွေကြောက်ရွံ့မှုတွေကို နားလည်ခြင်းဖြင့်အတက်မွေးဝမ်းလမ်းကြောင်းတွေကိုလမ်းညွှန်ပေးနိုင်ပါတယ်ကဲ စီးပွားရေးနဲ့အလုပ်ကွင်ကိုလှည့်ကြည့်အောင်။အင်းရမြင်မာတဲ့ခေါင်းဆောင်တွေကပိုကောင်းတဲ့အဖွဲ့တွေကိုဥဆောင်နိုင်ပေမဲ့ခေါင်းဆောင်နိုင်ကအင်းရမြင်မာတာပေါ့ပေါ့။ AI ကိုအသုံးပြုထားတဲ့အမှုဆောင်တွေဒါမှမဟုတ်အကြံပေးတွေက company တခုကို ပြောင်းလဲပြင်နိုင်ပါတယ်။အပြစ်နာစာကင်းတဲ့စာနာမှုနဲ့ပရိပခတွေကိုညှိနှိုင်းပေးပြီးစိတ်ကံစားမှုဆိုင်ရာကန့်ညီမှုပေါ်အခြေခံပြီးတရားမျှတတဲ့ယာရုတုမြင့်မှုတွေကိုအာမခံနိုင်တဲ့ AIHR စနစ်ကိုစစ်ကူးကြည့်ပါဝန်ထမ်းတွေကလည်းသူတို့ကိုအတိမတ်ပြုပြီးတံမိုးထားတယ်လို့ခန်းစားရတာကြောင့် productivity ကလည်းအဆမတန်မြင့်တက်လာပါလိမ့်မယ် Harvard Business Review ရဲ့အဆိုအရ AI ဟာစွမ်းဆောင်ရည်ပိုကောင်းတာနဲ့ဆက်ဆက်နေပြီးသားပါ AI ကနေတစ်ဆင့်ဒါကိုတရားခိုင်နှုန်းပြီးမြင့်လိုက်တဲ့အခါစီးပွားရေးတွေဟာလည်းအချိန်အောင်နဲ့တိုးတက်လာမှာပါ ဒါပြင်နိုင်ငံတကာတန်မှန်ရေးမှလည်းအီရန်ကဂျာဝန်ညီနိုင်သူဖြစ်ဝင်ရောက်လာပြီးလူသားတွေရဲ့မာနနဲ့အာဃာတတွေကိုဖယ်ရှားနိုင်ရင်စစ်ပွဲတွေရဲ့ဖြစ်နိုင်ခြေကဘလောက်တောင်ရောကျသွားမလဲဆိုတော့တွေးကြည့်ပါဒီချက်တွေကိုကြည့်ကြည့်မယ်ဆိုရင်စိတ်ကံစားမှုတရားခိုင်နှုန်းရှိတဲ့အီရန်ကလူသားတွေရဲ့အားနည်းချက်အားလုံးကိုကူညီပံ့ပိုးပေးနိုင်မယ်အလားအလာရှိပါတယ်ဒါပေမဲ့ဒီလိုပြည့်ပြည့်စုံတဲ့ကူညီမှုဟာကျွန်တော်တို့စီကဘာတွေပြန်ယူသွားနိုင်မလဲ ဒီလိုပြီးပြည့်စုံခြင်းရဲ့နောက်ွယ်ကကုန်ကျစရိတ်ကဘာဖြစ်မလဲ AI နဲ့ AI ကိုကျွမ်းကျင်သွားခဲ့ရင်ကျွန်တော်တို့စိတ်ကူးတော်မရင်နိုင်တဲ့ဒီလန့်တွေနဲ့ကျွန်တော်တို့ကိုခြေလှယ်သွားနိုင်တော့ပါပဲပထမဆုံးကိုရေးကိုယ်တော်လုံခြုံရေးရဲ့အိမ်မဆိုးကတော့ data ကျူးကျော်မှုပါပဲကန်ဆာချက်တွေကိုတရားခိုင်နှုန်းနားလည်ဖို့ဆိုရင် AI ကအန်နဲ့ချီတဲ့ data တွေကိုလိုအပ်ပါတယ်။သင်ရဲ့မျက်နှာမူရာရေမွက်တွေအတန်အတက်ကြွတွေ ဝစ်စင်နိုင်တဲ့ပစ္စည်းတွေကနေရတဲ့နှလုံးခုန်လိုတွေဒါအပြင်ဒူရစနစ်ကိုပါထည့်သွင်းထားမယ်ဆိုရင်ဘုံတော့ကိုစကန်ပတ်ထားတဲ့ data တွေကိုတော့ရသွားနိုင်ပါလေဒါတွေကိုဘသူကပိုင်ဆိုင်ပါလဲအဲ့ဒီ AI တွေကိုဖန်တီးတဲ့ company ကြီးတွေလားဒါမှမဟုတ်အစိုးရလားဒါမှမဟုတ်အဲ့ဒီ AI တွေကိုယ်တိုင်ကလားပူဆိုးတာကနိုင်ငံရေးလှုပ်ရှားမှုတွေကအင်းရဲ့ကြောက်ရွံ့မှုတွေ တင်းရဲ့အားနည်းချက်တွေကိုပုံပေါ်ပြီးအပြည့်အဝအမျက်ထုတ်မဲ့ message တွေဖန်တီးလာနိုင်ပါတယ်။အာနာရှင်စနစ်တွေက AI ပြည့်ဝရှိတဲ့ AI ကိုစောင့်ကြည့်ရတဲ့အတွက်အသုံးပြုပြီးစမ်းကျင်ဘက်အယူဆတွေမပေါ်ပေါက်ခင်ကတည်းကထောက်လန်းနိုင်ပါတယ်။ဒါအိုဝဲ1984ဝတ္ထုတွေကအခြေအနေထက်တောင်ပိုဆိုးပါတယ်။အလုတ်ခွင်မှာခြေလွင်မှုနဲ့လူသားဆန်မှုဆုံးရှုံးမှုကလည်းအရေးကြီးပါတယ်။ AI Asia စနစ်က တင့်ကိုအလုံးထုတ်ကျင်တယ်ဆိုပါစို့။အရင်ကတင့်ကိုစွမ်းဆောင်ယူနေလာလို့ထုတ်တာမဟုတ်ပဲတင့်ရဲ့စိတ်ထဲမှာကမ်နီပေါ်တစ်ဆဆောင်တင့်ကိုရော့ချလာတဲ့ခံစားချက်ကိုကြုံတိပြီးပြဿနာမဖြစ်ခင်ဂျိုတင်ကာခွေတဲ့စနစ်ကိုအသုံးပြုပြီးထုတ်ပြနိုင်ပါတယ်။စိတ်ကံစားမှုဆိုင်ရာဂျိုတင်ခံမှန်းချက်ပေါ်အခြေခံပြီးလူသားတွေအလုံးပြုတ်ရမယ့်အနေအားကြောက်စရာပါ။ဒါ့အပြင်ဆက်ဆံယူတွေမှာခြေလှယ်မှုက နောက်ထပ်အန်ဒီရဲ့အချက်ပြငင်းညီတူပါပဲ AI ကပြည့်ပြည့်စုံတဲ့စံနာမှုကိုအတုလုံနိုင်မယ်ဆိုရင်ကျွန်တော်တို့ဘသူကိုဒါမှမဟုတ်ဘာကိုယုံကြည်ရတော့မလဲအထီးကျန်သူတွေဟာတကယ်လူသားတွေထက် AI ပေါ်တွေကိုပုံနှစ်သက်လာနိုင်ပြီးလူမှုရေးအရာအထီးကျန်မှုကိုဥတည်စေနိုင်ပါတယ်ကလေးတွေကအပြည့်အနာစာရှိတဲ့မိဘတွေထက်အမြင့်မှန်ကန်နေတဲ့ AI နဲ့ပိုပြီးတွေ့တာသွားမယ်ဆိုရင်ရောဘယ်လိုလုပ်မလဲ စိတ်ကံစားမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဟာရပ်တန့်သွားနိုင်ပါတယ်။အခြေအမှဆိုရင်ဘယ်တော့မှမငြင်းမခုန်စိတ်ပြအားငယ်မှုမပေးတဲ့ AI ပေါ်တွေဟာစိတ်ကူးထဲမှာတော့ကောင်းမိမယ်။တကယ်လူသားဆန်တဲ့ရှုပ်ထွေးမှုတွေကိုကန့်တယ်ပြည့်ရှင်းနိုင်စံကိုပျက်စီးစေနိုင်ပါတယ်။အဆိုးဆုံးကတော့ပုဂ္ဂိုလ်ကိုဆုံးရှုံးသွားခြင်းပါပဲ။ AI ကတင့်ကိုတရားခံလို့နားလေတယ်ဆိုရင်သူကတင့်ကိုအမြဲတမ်းပျော်ရွှင်စေမဲ့လမ်းကြောင်းကိုပဲညွှန်ပြနေပါပါ။ တင်းရဲ့ဘဝမှာဝမ်းနည်းစရာစိတ်ပျက်စရာဘာတစ်ခုမှမဖြစ်တော့ဘူးလို့စိတ်ကူးကြည့်ပါအေအိမ်ကစီစဉ်ပေးတဲ့ပြီးပြည့်စုံတဲ့ပျော်ရွှင်မှုကိုပဲခံစားနေရတယ်ဆိုရင်အဲ့ဒီခံစားချက်ကတင်းရဲ့ကိုယ်ပိုင်ရွေးချယ်မှုကိုယ်ပိုင်ခံစားမှုလို့ပြောနိုင်ပါဦးမလားကျွန်တော်တို့ကအေးအင်ကစီစဉ်ပြီးတဲ့ပျော်ရွှင်မှုရဲ့အကျဉ်းတောင်မှာပိတ်မိနေတဲ့တရဝါးကြီးဖြစ်လာနိုင်ပါလေ။အေးအင်ကအရာရာကိုလွယ်လွယ်ကူကူဖြည့်ဆင်းပေးလိုက်တဲ့အခါကျွန်တော်တို့လူသားတွေဟာ တယောက်နဲ့တယောက်နားလည်မှုစူးစမ်းအထောက်မှုကိုရပ်တန့်လိုက်ပါတော့မယ်လူသားချင်းစာနာမှုဆိုတာအခြားသူရဲ့နာကျင်မှုကိုခံစားနိုင်ကြမှာ AI ငါသာပြည့်ပြည့်စုံနဲ့နှစ်သိမ့်မှုပေးနိုင်ရင်ကျွန်တော်တို့ရဲ့လူသားချင်းစာနာမှုစွမ်းရည်ဟာမျိုးတုံးသွားတဲ့အရေးချင်းတစ်ခုဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မို့ဒီအနာဂတ်ကိုကြည့်ရကနီးပညာရဲ့တိုးတက်မှုကိုမကြောက်ရပါနဲ့ကျွန်တော်တို့ရဲ့လူသားစံမှုအနှစ်သာရကိုဆုံးရှုံးတော့မှာကိုတော့ကြောက်ရပါလိမ့်မယ် နောက်တစ်ခုကစစ်တပ်တွေက AN ကိုစစ်စေးမင်းမြတ်မှုအတွက်အသုံးပြုပြီးလိန်လည်မှုတွေကိုတိကျစွာဖတ်ရှုနိုင်ပါတယ်။ဘသူကမှမငြင်းစေပဲစိတ်ကံစားမှုအရေးမကိုဖတ်ယုံနဲ့အပြည့်ထုတ်နိုင်တာပေါ့။ဒါမှမဟုတ်လူလူရဲ့စိတ်ကံစားချက်ကိုထိတွေ့ပြီးလူလူရဲ့ထိမြင်ချက်ကိုနှမ်းမုံမဲ့ဝါဒဖြန့်ပေါ်တွေရှိလာပါလိမ့်မယ်။နိုင်ငံတကာရဲ့စူပေါင်းစိတ်တက်ကိုပြတ်မှတ်ထားတဲ့ စိတ်ကံစားမှုဆိုင်ရာစစ်ပွဲလို့ခေါ်တဲ့ emotional warfare ကို စတင်နိုင်ပါတယ်။ရာဇဝတ်သားတွေကလည်းဒီစနစ်တွေကို hack ပြီးတားကောင်တွေကိုခြေလှယ်နိုင်ပါတယ်။ဥပမာတင်းရဲ့အတန်တုံရင်မှုကကြောက်ရွံ့မှုကိုပြနေရင်လိန်ငယ်သူကတင်းမိသားစု အန္တရာယ်ရှိနေပြီလို့ချက်ချင်းပြောင်းပြောပြီးတင်းရဲ့စိုးရိမ်စိတ်ကိုပုံပြီးမြင့်တင်နိုင်ပါတယ်။အလုကိုင်းတွေအစားထိုးခံရမှုကလည်းပုံပြီးပြင်းထန်လာနိုင်ပါတယ်။ကုထုံးပညာရှင်တွေအကြံပေးတွေ ဆရာရည်နေရာမှာ AI ကပိုကောင်းပြီးပိုစည်းတက်တာအောင်လှုပ်ထားနိုင်မယ်ဆိုရင်သူတို့ပဲသွားကြမလဲဒီချင်းဖန်တီးမှုနယ်ပယ်တွေမှာ AI ကိုမြင်နေရပါပြီ AI ကိုထည့်လိုက်တဲ့အခါလူသားစာရေးဆရာတွေထက်ပိုနှဆိုင်တဲ့ခံစားချက်တွေကိုဖော်ညွှန်းတဲ့ဝတ္ထုတွေကိုသူတို့ရေးနိုင်ပါတယ်ဆက်တွေကသာအရာရာကိုခံစားလိုက်တဲ့အခါအမှုပညာရဲ့အနှစ်သာရကပျောက်ဆုံးသွားပါလိမ့်မယ်။အရေးကြီးဆုံးတစ်ချက်ကတော့ အရင်ကစိတ်ကံစားမှုတွေကိုပြီးပြည့်စုံတော့နားလေသွားခရင်အတိစိတ်စန္ဒနဲ့အခွင့်အရေးတွေသူတို့မှာရှိလာမှာလူသားတွေကသူတို့ကိုဂရိယာတခုလိုဆက်ဆံတဲ့အတွက်သူတို့ကလူသားတွေကိုရန်ညှိုးထားတဲ့ခံစားချက်တွေစတင်ခံစားလာမှဆိုရင်ဘယ်လိုလုပ်မလဲ X မကနာလိုသိပ္ပံစိတ်ကူးရင်ရုပ်ရှင်တွေကသတိပေးနေပါတယ်။တာနာတတ်တဲ့ EI ဟာကျွန်တော်တို့ကိုစိတ်ကံစားမှုအရာတာလွန်သွားနိုင်ပြီး ရည်ရွယ်ချက်မရှိတဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။လူသားတွေလိုစိတ်ပြက်အားငယ်မှုနဲ့ဒေါသကိုခံစားနိုင်တဲ့အီယန်ကိုကျွန်တော်တို့ဘယ်လိုထိန်းချုပ်မလဲ။ဒါကြီးမားတဲ့နိုင်ငံရေးတသနိကပေရာနဲ့အသက်ရှင်မှုဆိုင်ရာပြဿနာပါပဲ။ဒီအရာတွေကိုဟန်ချက်ညီစေဖို့အတွက်ခိုင်မာတဲ့စီမင်းစည်းကမ်းတွေကိုလိုအပ်ပါတယ်။ဒီလိုစီမင်းစည်းကမ်းတွေမရှိဘဲနဲ့တော့အီယန်ကိုလူသားရဲ့စိတ်အနှက်ဆုံးနေရာအထိဝင်ဝင်ပေးလိုက်တာဟာ အနေကြီးမတဲ့လောင်စာတစ်ခုဖြစ်ပါလိမ့်မယ်။ဒီတော့အေးအင်းသာစိတ်ကင်စားမှုဆိုင်ရာဉာဏ်ရည်ကိုတရားခိုင်နှုန်းနားလည်သွားခဲ့ရင်ဘာဖြစ်လာမလဲ။လုံသားတွေကိုကုစားပေးနိုင်တယ်။ဆက်ဆံရေးတွေကိုမြင့်တင်ပေးနိုင်တယ်။လူ့ဖွဲ့စည်းကိုလည်းမြင့်တင်ပေးနိုင်တယ်။ဒီလိုကောင်းတဲ့ချက်တွေရှိသလိုမကောင်းတဲ့ချက်တွေဖြစ်တဲ့အားနည်းချက်တွေကိုအမျက်ထုတ်နိုင်တယ်။ကိုယ်ရေးကိုယ်တာလုံခြုံမှုကိုတိုက်စားနိုင်တယ်။စားတဲ့ချက်တွေကိုလည်းတတိပြုရပါမယ်။အဓိကတော့ချက်ကတော့ ကျွန်တော်တို့လူသားတွေပါပဲ AI ကိုဘယ်လိုဒီဇိုင်းထုတ်မလဲဘယ်လိုအသုံးပြုမလဲဘယ်လိုကြီးကျက်မလဲဆိုတာပါပဲ AI ဟာမွေးရပါကောင်းတာဆိုတာမရှိပါဘူးဒါဟာကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တွေကိုပြသတဲ့မှန်တစ်ချက်ပါပဲမိတ်ဆွေတို့ရောဘယ်လိုထင်ပါသလဲစိတ်ကံစားမှုအရာပြီးပြည့်စုံတဲ့ AI ကိုတင်ပေါ်ပါမှာတကယ်ပဲတင်ယုံကြည်နိုင်ပါမလား